မင်္ဂလာပါရှင်ရှဲဂိုမီဒီယာကကြိုဆိုပါရစေကျမတို့ရှမ်းပြည်နယ်ရဲ့လပတဲ့ပတ်ဝန်းကျင်တောတောင်ရေးမြေတဘာဝအရင်းမြစ်များရှုခင်းများကဆိုင်းလန်းစုပြေရှုမကြီးပွဲဖြစ်တဲ့အပြင်အေးမြချောက်သွေးပြီးမြတာရဲ့ရာသီဥတုရှိပါရစေရှင် အေဂျင်တာယာလာပါတဲ့အတွက်မိသားစုအလိုက်ဖြစ်စေ၊တငယ်ချင်းအပေါင်းအသင်းများအဖွဲ့လိုက်ဖြစ်စေ၊အပန်းဖြေအနာယူလဲပန်နိုင်တဲ့ပြည်နယ်အတွင်းရှိသမိုင်းဝင်တကူကြီးဖျားများအထင်ကြီးပွဲတော်များတဘာဝအရင်မြေကပေးတဲ့သမိုင်းဝင်အထင်ကြီးနေရာများပေါများစွာတည်ရှိနေတဲ့ပြည်နယ်တစ်ခုဖြစ်ပါရဲ့ရှင်။ ရှမ်းပြည်နယ်ရဲ့အထင်ကြီးပွဲတော်တစ်ခုဖြစ်တဲ့တောင်ကြီးတစောင်းနိုင်ပွဲတော်ကြီးကို2025ခုနှစ်အောက်တိုဘာလ29ရက်နေ့ကနေနိုဝင်ဘာလ5ရက်နေ့အထိတောင်ကြီးမြို့အဝေယာမီပုံပြံကွဲမှာရှစ်ရက်တိုင်တိုင်စီကားတိုင်းမြိုင်စွာကျင်းပသွားမှာဖြစ်ပါတယ်။ ဒီပွဲတော့ဆိုရင်နှစ်စဉ်နှစ်တိုင်းရှမ်းပြည်နယ်အတွင်းမှာရှိတဲ့မိဘပြည်သူတွေတင်လာမှာကပဲမြန်မာနိုင်ငံရဲ့အနေနဲ့အရေးယံမှာရှိတဲ့မိဘပြည်သူတွေကစိတ်ပါဝင်စားစွာလာရောက်လေပတ်ကြတဲ့ပွဲတော်တစ်ခုဖြစ်ပါတယ်။အဲ့ဒါတွေလည်းမကပဲနိုင်ငံခြားသားခီးသွားဧည့်သည်တွေကလည်းစိတ်ပါဝင်စားစွာနဲ့လာရောက်လေပတ်ကြပြီးတော့စောင့်ကြည့်နေကြတဲ့ပွဲတော်တစ်ခုဆိုလည်းမမားပါဘူးရှင်။၂၀25ခုနှစ်တောင်ကြီးတက်ဆောင်နိုင်ပွဲတော်ကြီးမှာဆိုရင်နေလွန်မီပုံမြန်358လုံး၊ညလွစိန်နှပန်း38လုံးနဲ့ညမီကြီး43လုံး၊စုစုပေါင်းမီပုံမြန်430 38လုံးရှင်ပြိုင်လွတ်တင်သွားမှာဖြစ်ပါတယ်2025ခုနှစ်တောင်စီတက်ဆောင်နိုင်ပွဲတော်ဖွင့်ပွဲကိုအော်တိုဘာလ29ရက်နေ့မှာကျင်းပပြုလုပ်မှာဖြစ်ပြီးတော့တိုင်ပွဲဝင်နေလွန်မီပုံမြန်ရေးအတွက်အများပြားတာဖြစ်တဲ့အတွက်အော်တိုဘာလ29ရက်နေ့ကနေစတင်ပြီးတော့နေလွန်မီပုံမြန်များကိုလွှတ်တင်ရှင်ပြိုင်သွားမှာဖြစ်ပါတယ်။ ယခုနဲ့တောင်ကြီးတဆောင်တိုင်းပွဲတော်ကြီးမှာဆိုရင်ရခင်နှစ်တွေနဲ့မတူပဲထူခြားတာကတော့ခေါင်တိုင်အမြင့်25ပဲရှိတဲ့ညမီကြီးမိဘုံမြန်တွေကိုပါဝင်ရှင်ပြိုင်လွတ်တင်သွားမှာဖြစ်တဲ့အတွက်အနေနဲ့အရရက်ကမိဘပြည်သူများအနေနဲ့လာရောက်လည်ပတ်ကြဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်ကိုယ်တိုင်လာရောက်မလဲပန်းနိုင်နေမိဘပြည်သူများအနေနဲ့လည်းကျမတို့ရှမ်းအေကွန်မီဒီယာရဲ့ Facebook နဲ့ YouTube Channel တွေကနေတစောင်းနိုင်ပွဲတော်ကြီးကျင်းပတဲ့ Share Data Gala လုံးကို Dial Live Stream တင်ဆက်သွားမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ရှင်။ ြည်နေမြို့တော်တောင်ကြီးမြို့စီ